မန်ချက်စတာယူနိုက်တက်တင်ဟာဂလာတာဆာရီတင်မှာအငှားသောရကစားနေတဲ့နာပိုလီတိုက်စစ်မှုအိုစင်မန်ကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်းသတင်းထွက်နေပါသည်။အသက်26နှစ်အရွယ်နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှုအိုစင်မန်ဟာလက်ရှိတူရကီဂလာဆာရီတင်မှာတရာသည့်အငှားနဲ့သောရကစားနေပြီးနာပိုလီတင်နဲ့ချုပ်ဆိုထားတဲ့စာချုပ်အရော်ကြီးမှာအီတလီပြင်ပကလပ်အသင်းတွေအတွက်ပေါင်63သန်းဖြစ်တယ်လို့သိရပါသည်။အိုစင်မန်ကိုခေါ်ယူဖို့အာဆင်နယ်၊ဂျူဗင်တက်စ်ဘာစီလိုနာတို့ လိုဥရောပထိပ်တန်းတင်းကြီးများစွာကစိတ်ဝင်စားနေကြပြီးအခုမန်ချက်စတာယူနိုက်တက်တင်းကသူ့ကိုခေါ်ယူဖို့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်တယ်လို့အီတလီမီဒီယာတွေကဖော်ပြနေကြပါတယ်။ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အိုစင်မန်အတွက်စာချုပ်လျော်ကြီးပေါင်၆၃တန်းကိုပေးချေလိုခြင်းမရှိဘဲရှော့ဈေးနဲ့ခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့အသင်းမှခြေဆွမပြနိုင်တဲ့တိုက်စင်မိုဟိုင်လန်းကိုအလိုက်ပေးကန်လှမ်းဖို့စီစဉ်နေရလို့သိရပါတယ်။ နာပိုလီသင်းအနေနဲ့အသင်းနဲ့2026ခုနှစ်မှာစရုပ်တံတန်းကုံဆုံးမဲ့အိုစင်မန်ကိုပြောင်းရွှေ့ခြင်းအလွတ်နဲ့လက်လွတ်လိုခြင်းမရှိတာကြောင့်လာမယ့်တွင်မှာမဖြစ်မနေရောင်းထုတ်လို့နေရလို့သိရပါတယ်။အိုစင်မန်ဟာတီယာဒီမှာအငှားသောရောက်ကစားနေတဲ့လာလီဂါဂလာတာဆာရီအသင်းအတွက်ခြေချပြနေပြီးပြိုင်ပွဲဆောင်35ပွဲမှာဂိုး39အထိတွင်းယူထားတယ်လို့သိရပါတယ်။